မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့မေလ9ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့် update သတင်းကတော့ကယင်နေပြည်နယ်ဖားဆောင်မြို့နယ်မှာစစ်ကောင်စီရဟတ်ရင်ကိုမေလ6ရက်နေ့ကပြစ်ချခဲ့ရာအရာရှိအပါဝင်စစ်ကောင်စီတပ်ဖွဲ့ဝင်9ဦးသေဆုံးပြီး9ဦးဒဏ်ရာရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ပြစ်ကြတဲ့နေရာကဝေးတယ်ပွန်ချောင်းအရှိတ်ဘက်လောက်မှာဘောလခဲနာကတ်သွားတာပေါ့ MI2 ထင်တယ် MI2 တိုက်ခိုက်ရေးရဟတ်ရင်လို့ပြောတယ်လို့ ကလလာတရဲ့တွဲဘက်အထွေထွေအတွင်းရင်းမှုလည်းဖြစ်တဲ့ရဲဘော်လောရင်ဆိုးကပြောပြခဲ့ပါဗါးမေလ6ရက်နေ့မနက်7:45မိနစ်အချိန်မှာစစ်ကောင်စီရဟတ်ရင်ကိုကရင်နီတပ်ပေါင်းစုများက0.8မောင်းမြန်နှစ်လမ်းနဲ့ပြစ်ချခဲ့ရာရဟတ်ရင်ဟာဘော်လက်ခဲမြို့နယ်အတွင်းကိုပြတ်ကျခဲ့တယ်လို့ကလလာတ KNPLF ကအသိပေးထားပါဗါးအဲ့ဒီစစ်ကောင်စီရဟတ်ရင်ပြတ်ကျမှုမှာစစ်ကောင်စီဘက်ကဘုံမှု2ဦးပိုက်လော့ဘူ2ဦးအခြားအဆင့်4ဦး စုစုပေါင်း9ဦးသေဆုံးက2ဦးဒဏ်ရာရရှိခဲ့ကြောင်းကိုရဲဘော်လောရင်စိုးကအတည်ပြုပြောကြားခဲ့ပါတယ်။တိုက်ခိုက်ရေးရင်မဲပြဖားဆောင်ကဒဏ်ရာရတဲ့သူတွေကိုလာတဲတာလားအရာရှိတွေလာပြန်တဲသွားတာလားအဲ့ဒါတော့အတိအကျမသိဘူးလို့၎င်းကပြောဆိုခဲ့ပါတယ်။ပြတ်ကြတဲ့နေရာကိုစစ်ကောင်စီကလေကြောင်းအကာအကွယ်ယူပြီးတော့ရဟတ်ရင်အပြတ်စီးများစစ်ကောင်စီရဲ့အလောင်းများဒဏ်ရာရတဲ့သူများကိုရှင်းလင်းတယ်ဆောင်သွားတယ်လို့ရဲဘော်လောရင်စိုးကရှင်းပြပါတယ်။ပြတ်ကြသွားတဲ့ MI2 တိုက်ခိုက်ရေးရဟတ်ရင်ဟာပိုလန်နိုင်ငံထုတ်ဖြစ်ပြီးတော့ ပိုင်လော့တအူတဲ့မောင်းနေရကရဟတ်ရင်ပေါ်မှာ10ဦးသို့မဟုတ်10ဦးတင်ဆောင်နိုင်တယ်လို့သိရပါတယ်။ဖားဆောင် PDF တာဝန်ရှိတဲ့သူကရဟတ်ရင်တစည်းကြပါတယ်။နှစ်စည်းလာတာတစည်းပြစ်နိုင်ခဲ့ပါတယ်။ပြတ်ကြတဲ့ရဟတ်ရင်ကိုကျွန်တော်တို့ကတ်မရအောင်လို့ Jet Fighter နှစ်စည်းနဲ့ဝန်းရံထားတယ်လို့ပြောဆိုခဲ့ပါတယ်။အဲ့ဒီရဟတ်ရင်ဟာ KNI ဒေတာဖားဆောင်မြို့မှာနောက်ဆုံးကြံနေတဲ့ခါလိုက်ရ134နဲ့ခါလိုက်ရ135ကိုစစ်ကူအဖြစ်နဲ့ရောက်ရှိလာခြင်းဖြစ်ကြောင်းသိရပါတယ်။ပွန်ချောင်းအတိုင်းဖားဆောင်မြို့ကိုလာတဲ့ရဟတ်ရင်တစည်းကို ကရင်နေပြည်လူမျိုးပေါင်းစုံပြည်သူလူမျိုးရေးတပ်ဦးကောက်လာလာတာ KNPLF ဗျူဟာတစ်ကပြစ်ချနိုင်ငံချင်းဖြစ်တယ်လို့သတင်းရင်းမြစ်တအူးကပြောပြခဲ့ပါတယ် MI2 ရဟယင်များမှာရုရှားနဲ့ပိုလန်နိုင်ငံတို့ကနေပြီးတော့ထုတ်လုပ်တယ်လို့သိရပါတယ်2016ခုနှစ်ဇွန်လ14ရက်နေ့မှာရန်ကုန်မန္တလေးအမြန်လမ်းမကြီးဘေးမှာရှိတဲ့ပဲခူးတိုင်းဒိုင်ဦးမြို့နယ်မှာလည်းပြတ်ကျခဲ့ဘူးပြီးတော့လေရင်မောင်းများတိတ်ဆုံးခဲ့ဘူးတယ်လို့သိရပါတယ်စစ်တပ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာတော်လိုင်းတပ်များကပြစ်ချဖျက်ဆီးနိုင်ခဲ့တဲ့တိုက်လေရင်ရဟယင်စုစုပေါင်း ရှစ်စီးရှိလာပြီးတော့ကရင်ဒီတပ်ပေါင်းစုက၃စီးပြစ်ချနိုင်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်စခန်းသိမ်းတိုက်ပွဲသတင်းကတော့ကချင်ပြည်နယ်မိုးမောင်းမြို့မန်စီမြို့နယ်ဗမော်မြို့တို့မှာရှိတဲ့စစ်ကောင်စီတပ်စခန်းများကိုဒီကနေ့မနက်ပိုင်းမှာ KI ဦးဆောင်တဲ့တော်လိုင်းတပ်များကဝင်ရောက်တိုက်ခိုက်လျက်ရှိပြီးတော့ဗမော်မြို့မှာရှိတဲ့စင်ခန်းစခန်းကိုတိုက်ခိုက်ပြီးတော့နိုင်ပိုင်းအတွင်းမှာသိမ်းပိုက်ရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဒီကနေ့မနက်9:00ကစတင်ပြီးတော့မိုးမောင်းမြို့မန်စီမြို့နယ် ဗမော်မြို့မှာရှိတဲ့စစ်ကောင်စီစခန်းများကို KI ဥဆောင်တဲ့တော်လှန်ရေးတပ်များကစတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါဗျ။ဗမော်မြို့နယ်မှာရှိတဲ့စင်ခန်းစစ်ကောင်စီစခန်း AOD မြေကူးတရာလုံကျော်ကြီးဂိတ်စခန်းစင်ခန်းချောင်းကူးတရာလုံကျော်ကြီးကင်းစခန်းစင်ခန်းနယ်မြေရဲစခန်းတို့ကိုတိမ့်ပိုက်ရရှိထားပြီဖြစ်တယ်လို့သိရပါဗျ။မန်စီကတော့မြို့မှာရဲစခန်းအနားထီကိုတိုက်ပွဲတွေဖြစ်နေတယ်။မိုးမောင်းမြို့မှာလည်းတိုက်ပွဲပြင်းထန်နေတယ်။စစ်ရေးကတော့အားသာနေတယ်။ဗမော်စင်ခန်းရွာနားမှာရှိတဲ့စခန်းတွေအားလုံးတော့ရပြီ။စင်ခန်းရွာစစ်စခန်းနားက စစ်တပ်ကတနအီလောက်ပဲပြစ်ခတ်ပြီးတော့အကုန်လုံးထွက်ပြေးကြတာနေမြေရှင်းလေးတွေလုံနေပြီလို့ KI ရဲ့ရှေ့တန်းသတင်းအရင်းမြစ်ကရှင်းပြထားပါဗျ။ကချင်ပြည်နယ်မှာမက်စလာ9ရက်နေ့ကနေစတင်ခဲ့တဲ့စစ်စင်ရေးများအတွဲမှာစစ်ကောင်စီတပ်ရဲ့စခန်းပေါင်းစုစုပေါင်းတရာနီးပါးကို KI ဥဆောင်တဲ့တော်လိုင်းတပ်များကတိမ့်ပိုက်ရရှိထားပြီးဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ်တရင်ကတော့စစ်ကောင်စီရဲ့စကခ59နဲ့တရင်တချို့ကြာသွားပြီးတဲ့နောက်အရခတက်တော်အေအေကဘူဒီတော်မျိုးတဲကိုဝင်ရောက်လာမှာကိုစိုးရိမ်ပြီးတော့စစ်ကောင်စီကဘူဒီတော်မျိုးအဝင်တရားကိုမိုင်းခွဲဖြတ်စည်းလိုက်တယ်ဆိုတဲ့တရင်ကိုတင်ဆက်ပေးပါမယ်အဲ့ဒီတရားဟာပန်စင်းချောင်းကိုဖြတ်ထိုးထားတဲ့တရားဒစင်းဖြစ်ပြီးတော့ပုံနာကျော်ရသေးတောင်ဘူဒီတောင်နဲ့မောင်တော်မျိုးလေးမျိုးကိုဆက်သွယ်ဖို့ဖြတ်တန်းဖောက်လုပ်ထားတဲ့ကားလမ်းပေါ်မှာတည်ရှိတယ်လို့သိရပါဗျ တရားကိုမေလ6ရက်နေ့ညနေ4နာရီကျော်အချိန်မှာစစ်ကောင်စီတပ်ကနေပြီးတော့မိုင်းခွဲဖျက်ဆီးလိုက်တာဖြစ်တယ်လို့မြန်မြန်ဘူးဒီအောင်ဒေသခံတွေစီကသိရပါတယ်။ဒေသခံတဦးကတော့ဒီတရားကစစ်ရေးအရာရောတယူပို့ဆောင်ရေးအရာရောအရေးကြီးတယ်။မိုင်းခွဲလိုက်တာကအရှိတ်ကန်းကအေးအေးရဲဘော်တွေဘူးဒီအောင်မျိုးဘော်ကိုအလွဲတကူမလာနိုင်အောင်လို့မိုင်းခွဲလိုက်တာ။ ျက်စီးသွားတာကရှေ့ဘက်ကတရားချင်းကက်လမ်းဘက်ပြိုပြက်သွားတယ်လို့ပြောဆိုခဲ့ပါတယ်တရားကိုဖျက်ဆီးလိုက်တော့လေဘူးတီတော်မျိုးတဲကိုဝင်ရောက်ရန်တခြားနီးလန်းတွေရှိတဲ့အတွက်ကြောင့်အရခတ်တတော်အေအေကဝင်လာမှာကိုလုံးဝတားဆီးနိုင်မှာမဟုတ်ဘူးလို့၎င်းကပြောကြခဲ့ပါတယ်ဘူးတီတော်မျိုးအရှိတ်ချောင်းတစ်ဖက်ကမ်းမှာရှိတဲ့စစ်စင်ရေးကိုကဲမှုဌာနချုပ်စကခ59နဲ့လောက်ခန့်တရင်ခမရ99 99 96 96 96တို့ကိုအရခတ်တတော်အေအေက မေလ3ရက်နေ့မှာအပိသက်သိမ့်ပိုက်လိုက်ပြီးတဲ့နောက်မေလ6ရက်နေ့မှာအခုလိုမိုင်းခွဲဖြက်စီးလိုက်ခြင်းဖြစ်တယ်လို့သိရပါတယ်။အဲ့ဒီဒဒါပြက်စီးသွားတဲ့အတွက်ကြောင့်ဘူဒီတောင်ရှေ့ဘက်မှာရှိတဲ့ချေးရွာပေါင်း200ခန့်ကဒေသခံပြည်သူများဟာဘူဒီတောင်မြို့ကိုသွားလာဖို့အတွက်အခက်တွေ့သွားပြီလို့သိရပါတယ်။ဒဒါကိုမိုင်းခွဲလိုက်ပြီးတဲ့နောက်မှာဘူဒီတောင်မြို့ဟာစစ်အင်အားအလုံးရင်ချထားကြောင်းကိုဒေသခံတွေကပြောဆိုခဲ့ပါတယ်။ဘူဒီတောင်မြို့ပေါ်မှာစစ်တပ်အင်အားအလုံးရင်နဲ့ချထားတယ် မြို့ကိုတိမ့်ပိုက်လာမှာကိုစိုးရိမ်နေကြတာလို့ပြောဆိုခဲ့ပါတယ်။ပြီးခဲ့တဲ့ AP လ25ရက်နေ့မှာလည်းဘူဒီတောင်မြို့နယ်မှာရှိတဲ့ဂုံနာကျေးရွာနဲ့စင်အိုးပြင်ကျေးရွာကြားမှာရှိတဲ့အများပြည်သူတွေတွာလာနေတဲ့တရားဒဇင်းကိုလည်းစစ်ကောင်စီတပ်ကမိုင်းခွဲဖျက်ဆီးခဲ့မှုကြောင့်သတင်းရရှိပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရခိုင်ပြည်နယ်တန်တွဲမြို့အပါအဝင်အေးအေးဝင်ရောက်လာနိုင်တဲ့ဝင်ပေါင်းများအလုံးမှာစစ်ကောင်စီကစီမံချက်နဲ့မြေမြုံမိုင်းများကိုရာချီထောင်ထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ တန်တွဲမြို့အပါဝင်ဝင်ပေါင်များအေအေတက်တွေဝင်လာနိုင်တယ်တောပိုင်းတွေတဲ့အထီကိုမြေမြုံမိုင်းတွေကိုရာနဲ့ချီပြီးတော့ထောင်းနေပါတယ်နေတိုင်းကိုစီမံချက်နဲ့ထောင်းနေတာမိုင်းအေအေအတွက်နေစဉ်ရာချီပြီးတော့ကိုမိုင်းတွေထောင်းနေတယ်တန်တွဲမှာရဲတွေအားလုံးကတနေ့ကိုမိုင်းအလုံး300ထောင်းနေတယ်အများပြည်သူတွေအတွက်လည်းအင်မတန်မှသတိထားရပါမယ်လို့ တန်ရွဲအခြေစားရဲနဲ့စစ်တပ်တရင်အင်းမြေကပြောဆိုထားပါတယ်လက်ရှိမှာရခိုင်ပြည်နယ်တန်ရွဲမြို့နယ်ဆက်ရှိမိုင်းကန်းအကွာအုံမော်တောင်အနီးတဝိုက်အထိကိုအချမ်းဘတ်စစ်ကောင်စီတပ်နဲ့အရခတပ်တော် AA တို့တိုက်ပွဲများကျယ်ပြန့်လာတယ်လို့ဒေသခံတွေကပြောကြားခဲ့ပါတယ်မေလ၄ရက်နေ့တန်ရွဲမြို့နယ်ဆက်ရှိမိုင်းကန်းဝေးတဲ့အုံမော်တောင်ပေါ်မှာနေရာယူထားတဲ့ရခိုင်တပ်တော်နဲ့ကျောင်းကုန်းရွာဟောင်းလင်းတီရွာဦးနေရာတို့မှာတပ်ဆွဲထားတဲ့အချမ်းဘတ်စစ်ကောင်စီတပ်တို့ကြားမှာလက်နက်ကြီးလက်နက်ငယ်များနဲ့အပြန်အလှန်ပစ်ခတ်ပြီးတော့တိုက်ပွဲပြင်းထန်ခဲ့တယ်လို့သိရပါတယ် လက်တလုံးမှာစစ်ကောင်စီကတန်ရွဲမြို့နယ်တဝမ်းမှာဒေသနေပြည်သူများကိုအကာအကွယ်ယူပြီးတော့ခုခံတိုက်ခိုက်နေခြင်းဖြစ်ပြီးတော့ရခိုင်တပ်တော်အနေနဲ့အုံမော်တောင်ပေါ်မှာအပေါ်စီကနေရာယူထားခြင်းကြောင့်အကြမ်းဖက်စစ်ကောင်စီကထိရောက်စွာတိုက်ခိုက်နိုင်ခြင်းမရှိဘူးလို့သိရပါဗျ။တိုက်ပွဲများမှာအကြမ်းဖက်စစ်ကောင်စီကတန်ရွဲမြို့နယ်အုံမော်တောင်ပေါ်ပတ်ဝန်းကျင်ကိုလေကြောင်းပစ်ခတ်တိုက်ခိုက်မှုများလှုံ့ဆော်ခဲ့ရကြောင်းသတင်းရရှိပါရခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းပခုတ်ကူမြို့နယ်ကံမမြို့မှာရဲစခန်းနဲ့မန္တလေးတိုင်းတောင်တာမြို့နယ်စစ်ကောင်စီရဲ့စစ်စေးရေးဂိတ်ကို drone နဲ့ပုံကျဲတိုက်ခိုက်ရာစစ်ကောင်စီဘက်က၃ဦးသေဆုံးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မေလ9ရက်နေ့မနက်၈နာရီဝန်းကျင်အချိန် Fiswin drone နည်းပညာနဲ့ drone များဆီလွတ်ပြီးတော့ပခုတ်ကူမြို့နယ်ကံမမြို့မှာရဲစခန်းကိုဘုံ၆လုံးကျဲချခဲ့တယ်လို့သိရပါဗျ။အခုလိုတိုက်ခိုက်ရာမှာကံမမြို့မှာရဲစခန်းဘန်ကဂရုတ်ကျင်းတဲ့ကို ဒရုန်းပုံတဲ့တဲ့ချသွားပြီးတော့စစ်သား၃ဦးအပြင်းထန်ဒဏ်ရာရရှိသွားတယ်လို့သိရပါတယ်။ဒဏ်ရာရရှိတဲ့သူများကိုလူနာတင်ကားတွေနဲ့ပခုတ်ကူတက်မတရားတက်ဘက်ကိုတည်ယူသွားတယ်လို့သိရပါတယ်။အလားတူပဲမေလ၄ရက်နေ့မန္တလေးတိုင်းတောင်သာမြို့နယ်မကြီးရိုးကျေးရွာစစ်စေးရိတ်ဂိတ်ကိုဒရုန်းနဲ့ဘုံငါလုံးကျဲချတိုက်ခိုက်ရာစစ်သား၃ဦးသေဆုံးပြီး၅ဦးဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။အဲ့ဒီဒရုန်းစစ်စင်ရေးများကိုမြင်းကြံခရိုင်အမှတ်၁တပ်ရင်း27 Revolution Force မြင်းကြံခရိုင်အမှတ်၃တပ်ရင်း မလိုင်မျိုးနယ်ပကဖနယ်စီမချာ Freedom Federal စစ်ကြောင်းတက် Urban Underground Revolution Force YSO ကမ္ဘာတပ်ပေါင်းစု PDF ကမ္ဘာတို့ကပူးတွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိပါရယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးမြို့ပေါ်အောင်မြင့်တာရက်ကွက်မှာရှိတဲ့နေအိမ်300ခန်းကိုကျူးကျော်ဆိုပြီးတော့စစ်ကောင်စီကမေလကုန်နောက်ဆုံးထားပြီးတော့ဖယ်ရှားခိုင်းနေပြီးကြံမတိုင်ငင်ကလည်းမြို့ပေါ်မှာရှိတဲ့နေအိမ်900ကို စစ်ကောင်စီကဖျက်ဆီးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မေလာ6ရက်နေ့မကွေးမြို့စီဝင်သားရေးကော်မတီကအောင်မြင့်တာရက်ကွက်ကပြည်သူတွေကိုအစည်းအဝေးခေါ်ယူပြီးတော့ရက်ကွက်အတွင်းမှာရှိတဲ့နေအိမ်300ခန့်ကိုအခုမေလာ29ရက်နေ့နောက်ဆုံးထားပြီးတော့ဖျက်သိမ်းဖယ်ရှားကြရန်မဖယ်ရှားပါကအင်အားသုံးပြီးတော့ဖယ်ရှားမယ်လို့ချင်းချောက်ပြောဆိုလာတယ်လို့သိရပါဗျ။ဒကြိုင်မတိုင်မီကာလကလည်းမကွေးမြို့အောင်မြင့်တာဂါကြီးရက်ကွက်နဲ့အောင်စေတနာရက်ကွက်မှာရှိတဲ့နေအိမ်900ခန့်ကို စစ်တပ်ကဖျက်ဆီးခဲ့တယ်လို့သိရပါတယ်။မကွေးမြို့ပေါ်အောင်မြစ်တာရက်ကွက်မီးထားတန်လန်းတောင်ဘက်နဲ့မြောက်ဘက်မှာရှိတဲ့အင်ဂျီ300ခန့်ကိုမေလ29ရက်နေ့နောက်ဆုံးထားပြီးတော့ဖျက်သိမ်းခိုင်းပါတယ်။အဲ့ဒီမြေတွေကလွန်ခဲ့တဲ့နှစ်ပေါင်း15နှစ်ခန့်ကနေလာခဲ့တဲ့အင်တွေပါ။အခုစစ်တပ်ကအာဏာသိမ်းပြီးမှစစ်ကောင်စီလက်ထက်ကိုရောက်မှကျွန်တော်တို့ပြည်သူတွေရဲ့အင်တွေအဖျက်ခံရတာပါ။ကျွန်တော်တို့မှနေစဉ်စားဝတ်နေရေးကိုတောင်မှခက်ခက်ခဲခဲရုန်းကန်နေရတာ။အင်ငားနဲ့လည်းနေဖို့မဖြစ်နိုင်ပါဘူး။အင်ကိုဖျက်ရမယ်ကုန်ကြစရိတ်နဲ့တဲပိုးရမယ်ကုန်ကြစရိတ် ြန်ဆောက်ရမယ်ကုန်ကြစိတ်လည်းမရှိကြပါဘူးအိမ်ငှားနေနိုင်တဲ့အထည်လည်းဝင်ငွေစည်းပွားရေးမကောင်းကြဘူးလို့နေအိမ်ဖြတ်သိမ်းခံရမယ်ပြည်သူတို့ကပြောဆိုခဲ့ပါတယ်မကွေးတိုင်းစစ်ကောင်စီနဲ့နေမြေကန်စစ်တပ်ကကျူးကျော်ဆိုပြီးတော့ပြည်သူများရဲ့နေအိမ်များနဲ့လေယာဉ်မြေခွက်များကိုသိမ်းဆီးနေတယ်လို့သိရပါတယ်အခုလိုသိမ်းယူရရှိတဲ့မြေခွက်နဲ့အိမ်ဝိုင်းများကိုစစ်တပ်နဲ့ပတ်သက်တဲ့အတိုင်းဝိုင်းများကိုပြန်လည်ချပေးထားတယ်လို့သိရှိရပါတယ်မကွေးတိုင်းစစ်ကောင်စီကတော့အိမ်ဝိုင်းခွက်တွေကိုစင်းရဲနွမ်းပါတဲ့ပြည်သူတွေစီကနေပြီးတော့ပျော့ပျော့ကြီးတင်းယူပြီ အိမ်ဝိုင်းခွက်တွေပြန်ရိုက်ပြီးရောင်းစားနေကြတယ်လို့ဒေသခံပြည်သူတို့ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ